ီတစ်ခါပြောမယ့်အကြောင်းအရာက main ခလေးလေးပေါ့နော်သဘောကျကြရဲ့ထောင်မြင့်ဖက်နဲ့အကြောင်းပြောဦးမယ်တချို့ကျတော့ထောင်မြင့်ဖက်နဲ့လုံးဝမစည်းကျင်ကြဘူးပေါ့နော်စိတ်နှောက်ယှက်ဖြစ်လို့ဒါပေမဲ့ချို့ကျတော့လေထောင်မြင့်ဖက်နဲ့ကိုစည်းကျင်တဲ့သူတွေရှိတယ်နောက်ထောင်မြင့်ဖက်နဲ့စည်းရမယ့်သူတွေလည်းရှိတာပေါ့နော်ဟိုမစည်းမဖြစ်စည်းရတဲ့သူတွေအနေနဲ့ဆိုရင်လည်းဒါအထူး တက်ဖြစ်ပေါ့နော်ဒါအနုပညာရှင်တွေဒါမော်ရီဆိုရင်လည်းဒါတောင်းပြနဲ့စီးရတာပေါ့ဒါမှစမတ်ကြတာဒီရောဒါမြေပြနဲ့စီးပြီးတော့စမတ်ကြအခြေလဲမျိုးရှောက်နိုင်ဖို့အတွက်တဲ့နီလန်းကောင်းလေးရှိတယ်တဲ့ဒီရောအတေကတော့ကိုယ့်ရဲ့ fashion နဲ့ပတ်သက်ပြီးတော့ဒါမြေပြနဲ့စီးလိုက်တဲ့အခါမှာကိုယ့်ရဲ့အဝတ်အစားကိုယ့်ရဲ့ဟိုခန္ဓာကိုယ်အနေအထားမထိခိုက်အောင်ပေါ့နော်ဘယ်လိုမျိုးပြုမှုနေထိုင်ရမလဲဆိုတဲ့အကြောင်းအရာလေးဖော်ပြထားတာဒီရောပထမဆုံးပြောထားပါလဲဆိုတော့ဒါမြေပြနဲ့စီးပြီးတော့တဲ့မတော်တဆချော်လဲခဲ့မယ်ဆိုရင်တဲ့ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတဲ့အကြောင်းဒါတော့ဖြစ် ဖြစ်ဖို့ရမယ်ထင်တယ်ဒါမျက်မှတ်စီးမှုရဲ့ဆိုအကောင်းဆုံးပါเนาะဒါလူရှိသူရှိမှဆိုလုတ်ပြီးအဲ့ဒါမျက်မှတ်ချော်လေးပြီးတယောက်တည်းဆိုမှမဖြစ်ဘူးပေါ့เนาะဒါမျိုးအဲ့လိုမျိုးဖြစ်တယ်ဒီတော့ဒါမျက်မှတ်စီးပြီးအထူးသဖြင့်တို့တွေပွဲတွေပါတက်တဲ့အခါမျိုးမှာဒါမျက်မှတ်စီးပြီးချော်လေးတဲ့အခါမျိုးမှာဆိုရင်အားလုံးကတော့မိန်းကလေးအကုန်လုံးရှက်ကြမှာပဲလေအဲ့လိုမျိုးရှက်တဲ့အခါမှာဆိုရင်လေဟိုဘလို့မှနေလို့အဆင်မပြေတော့ဘူးပေါ့เนาะဒါမျိုးတွေဖြစ်ကြတယ်ဒီတော့ဒီလိုမျိုးဒါမျက်မှတ်စီးပြီးချေချော်တာမျိုးဖြစ်မယ်ဆိုရင်ဒီထဲမှာဖော်ပြထားတာတော့သူကအရန်ရှက်ပြီးတော့ဒေါသထွက်မနေနေဒါဆိုရင်ဟိုရှက်လဲရှက်ဒေါသလည်းထွက်ဆိုတော့ကိုယ့်ရဲ့ ဖက်ရှင်ကိုယ့်ရဲ့အလှောက်လည်းသွားပြီးထိခိုက်လိမ့်မယ်ပြီးတော့ဘယ်လိုနေထိုင်ရမလဲဆိုတော့ဒါမျိုးပဲနဲ့စီးပြီးတော့ကိုခြေချော်သွားတဲ့အချိန်မျိုးမှာဆိုရင်ကိုထိုင်ချလိုက်ထိုင်ချလိုက်ပြီးတော့ရေမောလိုက်တဲ့အဲ့လိုမျိုးရေမောလာပြီးပြုတ်လုလိုက်ပါပြီးမှပြန်ထရမျိုးပေါ့နော်ဒါမျိုးပြုတ်လုလိုက်တဲ့ဒါပါလဲဆိုတော့ပွဲထွက်ချိန်မှာအဲ့လိုမျိုးခြေချော်တာမျိုးရှိတဲ့အခါမှာကိုကကိုအဲ့လိုမျိုးပြုံးပြီးတော့ပြန်ထလိုက်တဲ့ပုံစံလူတွေတောင်ကိုအမှတ်ရလိမ့်မယ်ဆိုတော့များသောဖြင့်လူတွေကပေါ့နော်ဟိုတချို့ကြောက်လဲဟဲ့တနာပါတယ်ပေါ့နော်တချို့ကြောက်လဲရီတာမျိုးကြီးလဲမျိုးစုံရှိတယ်လေအဲ့ခါမှာဆိုရင်ကိုကပြင်းပြုံးလေးနဲ့ထားပါပေါ့နော်ကိုဟဲ့ ဒါပြုတ်ကြသွားဖြစ်နေဖြစ်ထပုံစံမျိုးစိတ်ထဲမှာထားပြီးပြန်ထပြီးကိုယ့်ဘာသာကိုကိုလောက်ဆရာကြီးလုပ်နေမယ်ဆိုရင်တော့ဒါအဲ့လောက်ကြီးတော့ခဏခဏနိုင်ဖြစ်သွားတယ်မျိုးတော့မဟုတ်ပါဘူးတဲ့အဲ့တော့ကြောင့် main ကလေးတွေပေါ့နော်ဒီလိုမျိုးဖြစ်သွားပြီးဆိုရင်တော့အရင်ရှက်တာမျိုးမလုပ်နဲ့ဒါကိုယ့်ဘာထိုင်းချပြီးပြန်ကြည့်ပြီးပြန်ထတာမျိုးဒါမျိုးပြစ်လို့လို့ရပါတယ်နောက်တစ်ခုကဓာတ်မြင့်ဖက်နဲ့စီးပန်ဆိုရင်ကိုစီးရဲ့ဖက်နဲ့ကိုလေ့ကျင့်မှုအရင်ဆုံးစတင်ပေးပါတဲ့ဒီဓာတ်မြင့်ဖက်နဲ့ကိုဒီပွဲတစ်ခုမှာစီးမယ်ဆိုရင်ကို့အနေနဲ့ပေါ့နော်ဒါအရင်ဆုံးလေ့ကျင့်အိမ်ထဲမှာပဲလမ်းလျှောက်ကြည့်ရောအစီးကြည့်ပေါ့နော်တကယ်တော့အိမ်ထဲမှာစီးရဲ့ ဖလန်းနဲ့ခြေလန်းနဲ့ပြင်မာလန်းနဲ့ခြေလန်းတော့တိတ်မတူချင်ဘူးဒါပေမဲ့ကိုအိမ်ထဲမှာလေ့ကျင့်မှုရတာတော့ဖနှက်နာမယ်ဖနှက်ပေါက်တယ်ဆိုရင်တော့တိတ်ပြီးတော့ပေါ့နော်ဒီဖနှက်နဲ့ပတ်သက်ပြီးတိတ်အပြင်ထွက်တဲ့အခါမှာဆိုရင်ဒါအဆင်မပြေရည်တိတ်မဖြစ်တော့ဘူးပေါ့နော်ဒါကတော့အလေးချင်းရှိတဲ့သူအနေနဲ့ဆိုရင်တော့အဆင်ပြေပါတယ်တဲ့နောက်ပြီးတော့ဘာလဲဆိုတော့အဲပုံစံမျိုးစုံစီးကြည့်ရမယ်ဒါမှမဟုတ်ဖနှက်ကိုပေါ့နော်ကိုကဘာလဲဆိုတော့ပုံစံမျိုးစုံစီးတယ်ဆိုတာကဟိုလေ့ကျင့်ပြီးတော့ယူပြီးတော့စီးဒီဒါမှမဟုတ်ဖနှက်ကိုထိုင်ပြီးတော့စီးမယ်ထိုင်ပြီးတော့ဒါစီးရမယ်ဘလို့ကိုကိုဟန်အနေထားလုံးမှာလေမတည့်ရပြီးတော့စီးမယ်စကားပြောတဲ့အခါမှာ မှန်ရှိမှာကိုဘလိုနေပြတာမင်းဖက်နဲ့ဘလို post နေပြစကားပြောမှလည်းပေါ့နော်ဒါကိုကိုတိုင်းမောင်းနော်လေ့ကျင့်ပြီးတော့သင်ယူပေးပါတဲ့လမ်းလျှောက်တဲ့အခါမှာလည်းပုံမှန်ဖြစ်ရမယ်တဲ့ဘာလဲဆိုတော့လေကတဲ့ဆင်းတဲ့အချိန်မှာအစအကုတ်နေနဲ့ဒါမင်းဖက်နဲ့ကိုဒါစီးတဲ့အခါမှာဆိုရင်လမ်းလျှောက်တဲ့အခါမှာဆိုရင်လည်းပေါ့နော်လမ်းလျှောက်တဲ့အခါမှာပုံမှန်လေကတဲ့ဆင်းတဲ့အခါမှာပုံမှန်ဆိုရင် smash ကြလိမ့်မယ်ကြိုးကြလေကတဲ့ဆင်းရင်ခန္ဓာကိုယ်ကစောင်းနေတာမျိုးဒါမျိုးတွေပေါ့နော်ဖြစ်နေတတ်တယ်တဲ့ဒီတော့ဒါမင်းဖက်နဲ့စီးပုံစီးနေရကြတော့ကိုယ့်ရဲ့ထောင်းကအရင်ပေါ့နော်ဒါမင်းဖက်နဲ့စီးမယ်ဆိုရင်လမ်းလျှောက်တဲ့အခါမှာကိုယ့်ရဲ့ထောက်ကိုကအရင်လှမ်းလှမ်းပြီးတော့မှခြေချောင်းထိတ်လိ တွေနောက်ကနေဖိနေတာမျိုးအဲ့လိုမျိုးပြုတ်လို့ပြီးတဲ့ဒါလန်းလျှောက်တဲ့အချိန်ပေါ့နော်ဟန်ချက်ပုံကြီးတဲ့လှေကတဲ့ဆင်းချိန်မှာဆိုရင်တော့တောက်ကောခြေချောင်းတွေရောအကုန်လုံးဒါပြိုင်တူနင်းတာမျိုးပေါ့နော်အဲ့လိုပြုတ်လို့ပြီးတဲ့ဒါရောပုံမှန်ဓာတ်မြင့်မနဲ့စီးတဲ့ပုံစံမျိုးလို့ပြောထားတယ်ဒီတော့ဓာတ်မြင့်မနဲ့စီးတဲ့အခါမှာဆိုရင်လည်းမကြောက်ပါနဲ့အလေးချင်လေးရှိမှဆိုရင်တော့အကုန်လုံး smart ကြကြနဲ့ fashion ကြမှာသိကြပါတယ်တဲ့ဓာတ်မြင့်စီးပြီးတော့၆လဲကူးကြရတဲ့တော်တော်များအားအားလို့ပါပဲကိုယ်လည်းပါတယ်အရင်မြင့်လို့ရှင်လဲခြင်းတယ်ဟုတ်ကဲ့အဲ့ကြရင်ရှိလိုက်တာတော့အကောင်းဆုံးပါဟုတ်ကဲ့လိမ့်နေရလေးဒီခြေချင်းဝတ်ကနော်မပြောက် တော့အယမ်းမြင့်လေးဆိုးလေးပဲ ကဲဒီခါကျတော့ဆိုမအလှပနဲ့ပတ်သက်ပြီးတော့ဟိုလိန်မော်ဒီစားပြီးခဲ့ခါမှာဆိုရင်လိန်မော်ခွန်နဲ့ပေါ့နော်အလှပနဲ့ပတ်သက်ပြီးလို့သုံးလို့ရတယ်ဆိုတော့ပြောပြပေးမယ်အဲ့တော့ဒီမှာဆိုရင်သူပြောထားတာကအရင်ဆုံးလိန်မော်ခွန်ကဘာလဲဆိုတော့ဝက်ချံရဲ့ဒီကြံခဲ့တဲ့အမဲအဆန်ကြီးပေါ့နော်အဲ့ဒီဥစ္စာတွေကိုဖယ်ရှားပေးတယ်တဲ့အဲ့တော့အဓိကက तू ကလိန်မော်ခွန်အချောက်လန်းအချောက်လန်းပြီးတော့မျက်နှာပေါင်းတင်ပြရမှာအဲ့တော့မျက်နှာပေါင်းတင်ရမယ်ဆိုတဲ့နေရာမှာလိန်မော်ခွန်အချောက်လန်းလှမ်းပြီးတော့အမုံဖျံအောင်လုပ်အဲ့ဒီလိန်မော်ခွန်အချောက်အမုံလေးတွေကိုဒိန်ချင်နည်းနည်းလေးနဲ့ရောရောပြီးသွားလို့ ရှင်ခက်ပြစ်ပြစ်လေးလှုပ်ပြီးတော့မျက်နှာပေါ်မှာဒါတခြားပေါင်းတင်တဲ့ criminal လိမ့်တယ်လို့ပေါ့ဗောနော်ဒီဆက်ဝိုင်းမုံတံလေးနှိမ့်နေပြီးတော့လိမ့်ပြရမယ်လိမ့်ပြီးပြီးတော့လို့ရှိရင်တော့သူကပြောမယ်ဆိုဝက်ချန်အဆက်ဟိုအမဲဆန်နေဒီပြောမယ်ဆိုနှကောင်းစားဝက်ချန်နေထုတ်တယ်ဆိုတာတကယ်တော့နားတယ်ဒါပေမဲ့အခုဒါလေးရဲ့လှုပ်မယ်ဆိုလို့ရှိရင်တော့သူကနာမျိုးလည်းမဟုတ်ဘူးသူ့ဘာလို့တဖြည်းဖြည်းနဲ့နူးဣပြီးတော့ဒီဝက်ချန်အမဲဆန်နေထွက်သွားမှာတဲ့အဲ့တော့တော်တော်လေးလက်အသုံးဝင်တာဗောနော်ဒါကတော့လိမ့်မော်ခွန်နဲ့ဒိန်ချင်နဲ့ရောပြီးတော့ဟိုဝက်ချန်မှာကြံခဲ့တဲ့အမဲဆန်နေအတွက်ကုသရည်နေ နောက်တစ်ခုကဘာလဲဆိုတော့သူကအသားရည်ကိုတောက်ပဆုပ်ပြေးစေပါတယ်တဲ့အဲ့တော့အသားရည်ကိုတောက်ပဆုပ်ပြေးစေဖို့အတွက်ဆိုလို့ရှိရင်လိမ္မုံအချောက်မုံထည့်ထားတဲ့ခွက်ထဲကိုရင်နွေးစုစုလောင်းထည့်လောင်းထည့်ပြီးတော့ရတဲ့အရည်ကိုတခါတည်းစစ်ယူလိုက်စစ်ယူသွားပြီဆိုလို့ရှိရင်သူကအမုံတော့မပါတော့အရည်ပေါ့အဲ့လိုစားရည်ခဲတက်တာတွေကိုထည့်ပြီးတော့တင်းထားမယ်အသုံးပြုရနေတော့မှခေါင်းစလေးနဲ့အဲ့ဒီအရည်အေးလေးကိုယူယူပြီးတော့မျက်နှာပေါ်မှာအနှက်တုပ်ယူပြီးတော့လိမ်လို့ရပါတယ်ဒါပေမဲ့သူကချက်အောင်ထားမယ်ထားပြီးတော့လို့ရှိရင်တော့ရည်နဲ့ပြန်ပြီးတော့အသန့်စင်ပြီးဖို့လိုတယ်ဒါဆိုလို့ရှိရင် ်ဒါမျက်နှာအသားရည်အတွက်တောက်ပပြီးတော့ဆိုးပြေစေရဆိုပြီးတော့ပြောထားတယ်။နောက်တစ်ခုကတွန်းနာအနေနဲ့လည်းအသုံးပြုလို့ရရဲ့။တွန်းနာအနေနဲ့ဆိုရင်နေရာမှာချို့ရကြတော့ဘာလဲဆိုတော့ဒီအစီပြန်တဲ့အသားရည်ရှိသူတွေအတွက်ရော၆တွေ့ရဲ့အသားရည်ရှိသူတွေအတွက်ပါသူကပို့ပြီးတော့အသုံးပြုလို့ရရဲ့ဆိုပြီးတော့ပြောထားတယ်။အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့သူကဒီဘောနော်လိမ္မော်ရည်ကိုရေခဲခဲရေခဲဟိုခဲတဲ့ကန်တွေကိုထည့်ထည့်ပြီးသွားလို့ရင်ခဲသွားပြီဆိုလို့ရှိရင်ဒါအရင်တော့ဆိုလို့ခက်တဲ့ပြုံမှာပြောဘူးလေဒီ skin icing ဆိုပြီးရေခဲတုံးလေးနဲ့မျက်နှာကိုပုတ်တာလေ။ဒါပေမဲ့အဲ့ဒီမှာလိမ္မော်ရည်နဲ့ခဲ ဲထားရေရေခဲတော့နဲ့ပုတ်မယ်ဆိုလို့ရှိရင်အသားရေပို့ပြီးတော့ကြီးလင်းတယ်လို့ပြောထားတယ်။အဲ့တော့ဒါနီးလန့်အသက်ပေါ့နော်ရိုးရေခဲတော့မဟုတ်ဘူး။ နောက်တစ်ခုကဗာလဲဆိုတော့အရွယ်တင်နှုတ်ပြိုစီရဲ့ဒါဗိုက်တာမင် C ကျွဲဝတဲ့အန်တီအောက်ဆီဒန့်အများကြီးပါဝင်နေတယ်။ဒါကြောင့်မို့လို့ဒါအသားကြီးကိုပို့ပြီးတော့နူးညံ့ဆူပြီးစေဆိုတော့အလုံးသိပါရဲ့။အဲ့တော့ဒါကြောင့်မို့လို့လိမ္မော်သီးလဲစားမယ်၊လိမ္မော်ခွန်းနဲ့လည်းမျက်နှာအသားကြီးလှပဖို့အတွက်အသုံးပြုပေးမယ်ဆိုလို့ရှိရင်အသားကြီးတင်းတင်းရင်းနဲ့လှပပြီးတော့ဆူပြေးနေစေလိမ့်မယ်ဆိုပြီးတော့ပြောထားတယ်။လိမ္မော်သီးရောအလိမ္မော်အခွန်ရောပေါ့နော်အကုန်အစွန်းထက်တယ်နော်။ဟုတ်တယ်။ကဲဒါဆိုရင်အသီးတွေရောအခွန်တွေရောအသုံးပြုပြီဆိုတော့ခဏလာကြမယ်နော်ခေတ္တပြုံမင်းစီကြာနေပရိသတ်တွေအတွက်ထမှန်ပြောပြပေးမယ်အကြောင်းအရာ င်းနဲ့အတူတူခဏနေပြန်လာရပါမယ်ရှင်။